အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စာပေးချင်တဲ့ဇာတ်လမ်းလေးကတော့ဇွန်စီဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာဆရာအောင်မလေးမိတုံးနိုင်ငံခြားကပညာသင်ပြီးပြန်ချလာတာလေစိမ့်မှာစပန်ကားဝင်နေကိုမပြီးတော့လေစိမ့်ကလည်းလှေမလို့ဘူးကြာလို့ဘာမီစတူနဲ့တွေ့ရင်ကိုတော်လေလေစိမ့်ဖြစ်တော့အသုံးတွေလေစိမ့်တာ သူ့အကြာဘသူမှလာမချိုဘူးတော်တော်အကြာမှတဖြောက်ဖြောက်လို့ရောက်ချလာပြီသူ့အဖေကအကျိုးလွတ်လိုက်တယ်ဆိုလို့သူလည်းစောင့်နေရတာကြတော့နားနေပြီဆိုပြီးခြေထောက်တွေပြောတာပါမယုံပေမဲ့လိုက်ချလိုက်တာဒေါ်ဒနာတောင်းတသွဲနဲ့ဟိုမှာဟိုရောက်တော့သောသောကကိုတောင်ကိုပဲနောက်ပေါက်ကရိုက်ခွင်ရွေးတဲ့လူဆရာကြာကြာ အဲ့တော့မှမိတော့လေသူဖမ်းခါရဲဆိုတာတီးပြီးဖမ်းတဲ့လူကတခြားမဟုတ်ဘူးသူတို့ဆေးချောင်းကပါမောက်ခမူဖာမို့ကိုမပါမောက်ခကလည်းမိုင်းဖမ်းလားမသိဘူးလူစိုးတော်ပြောင်းလုံနေရပြီလားသားလေးဘလောက်လို့ကိုမအဲ့ဒါသူတပည့်ကိုဘာလို့ပြန်ဖမ်းရလဲဆိုတော့သူကဆေးဖော်ရောက်မှရောင်းမဲ့ဆေးကလည်းတကဘာလုံးမှဘသူမှမဖော်နိုင်တဲ့စွမ်းဆေးအဲ့ဒါတောက်ပြီးရင်အသုံးဆွားပြီလို့ဆိုပြီးမိတော့ကလည်းနိုင်ငံခြားပြန်လာတော့သူပါလာတဲ့ပညာတွေသူ့အတွက်တီးထုတ်ပေးရမယ်ဆိုတာနဲ့မိတော့ တယ်အသောငူရောဟိုမှာအဲ့ဒါတူတင်လားဆိုတော့ကိုလာရွှေတိုင်းဟိုမှာကွေးကြော်လူတွေတော့လည်းကစုံရွက်နဲ့ကြီးနှစ်ပါးသွားနေရတာကကစုံရွက်ညမနက်ပဲဟိုမှာသူများတွေလိုလိုင်းစင်းမဲတွေမှာလိုက်မဖမ်းတာအလုံးနဲ့သူတို့တွေလည်းစကားတွေငြိမ်သီးမိကြရင်နိုင်ငံခြားကပြန်လာတဲ့မိတို့ဖမ်းခါတယ်ဆိုတော့ ွေးလဲစိတ်မကောင်းပေမဲ့ရပါတယ်ဖြစ်သွားတယ်။ဘာလို့ဆိုသူနန်းမီတုတ်ကအရင်တော့ကတီးပေါ်တီးပါခေါင်းလောင်းပြောတာပါချစ်သူတွေဖះရသွားပြီ။အရာသူတို့တွေဘလို့တွေးကြလဲဆိုတော့မီတုတ်ဆွဲကြိုးကိုရာမဖုံတော့ကလူတာဆွဲကြိုးကလူတော်မလူရသေးဘူးလက်ထဲပါလာလို့သူတို့လဲပွားပြီးဆိုပြီးပြေးတာအပေါင်းတိုင်းကပြန်လာတဲ့ကွေးနဲ့တို့တော့ကွေးကတန်းတတဲ့အသကို တီးထုတ်ပလေတာရမဖုံလို့လဲမှဲ့ပြီးဒိုးချတော့ရောအရာတန်မီတုတ်လေးခွေးကိုကျေးဇူးတင်ပြီးတော့နှစ်ယောက်သားမိတ်ဆက်ကြတာကွေရကြတော့ကိုလားရွှေလောင်းမီတုတ်ကြတော့ဆရာဝန်လောင်းဆိုတော့လောင်းလောင်းလီလောင်းနေဖြစ်ခေါ်ပြီးမြန်ချာချစ်တန်တော့ I love you ပဲဝိုးပါကွေကြီးနိုင်လို့ပေးရမှာကြီးချက်ကနိုင်တော့ရှိတော့ အလုံးနဲ့သူတို့လည်းအရာချစ်တယ်တို့ပြဲကုန်ပြီတော့ပဲရှိသေးတယ်မိတို့ဖေးဥတို့ကြီးကသူသမီးကိုပကြီကားတွေပြရောအဲပကြီကားတွေကလူတွေကသူနဲ့လဲသူတို့ကွေးကြော်လူဝင်နဲ့လဲတူတော့သူလဲအဲ့တွေအော်နေတာပြီးတော့မှသူတို့နှစ်ယောက်က ဘေးတော်တွေဖြစ်နေတာအဲ့ဒါဘေးတော်တော့ခလဲမတော်ဘူးဆိုပြီးသူတို့ရဲ့ချစ်ချင်းမှာအပြည့်မကင်းလို့ချိန်သားတွေရှိတယ်ဆိုပြီးသူနဲ့ကွီးရဲ့အခြေကိုအဖိုးကြီးကလက်မခံဘူးလက်မခံတော့မိတုပ်ကိုနိုင်ငံခြားပို့မယ်ကွီးကတော့သူ့ဘာသူငါတို့စီပဲလို့ဆိုတာနဲ့မိတုပ်ကလည်းမိဘစကားမျိုးဝယ်မရှုံးပဲခရရနဲ့ဆိုပြီး ကွေးကိုအစိမ်းလိုက်ချိုးသွားတော့ကွေးတို့တဆတ်ဆာပဲအလိုနဲ့မကြပါဘူးဆရာကြီးမဖောင်းမို့တို့ကဆေးရဲ့အတော့ထွေခိုင်းတာနှစ်ဖွဲအစိမ်းတစ်ဖွဲအဖြူတစ်ဖွဲဆေးကနမူနာရပြီဆိုတာနဲ့ကျွမ်းနေဆိုင် ကြလို့လူပဲဆောင်ခွက်တွေရိုက်ပြီးစားထုတ်ပလေတာဈေးကဘာတွေထည့်ထားလို့မသိဘူးအလုံးလိုက်တွေပြေးတာပြီးတော့ပါဝါတွေချက်ချင်းရပြီးဂျိုးတွေပါပြန်ဂျိုးပြတော့ကြပြိုးဆိုပြီးအချုပ်ခါနဲ့ထည့်ထားလိုက်တယ်အဲဒါကိုမိုးဖားမိုးကအဲရှိမှအောင်ပြီးထားလို့တာသူ့လည်းပင်ထညင်တို့တခါတည်းရှော့ပစ်လိုက်တယ်အဲဒါနဲ့သူတို့လည်းအဆုံးအထိထွင်ထွင်ပြီးတဖြောက်ဖြောက်ကိုထိုးထိုးတော့ငနေလေစောစောကလိုအလုံးတွေတက်ပြီးဂျိုးတွေပြန်အချုပ်ခါနဲ့ ထားတော့လေအကုန်တစားစီဖြစ်ပြီးဂျန်တဲ့လူတွေဒီတာအတီးခါတဲ့လူတွေက ဇွန်စီတွေဖြစ်ကုန်ရောဇွန်ပီတဲ့မြန်နဲ့ကူးတာကအတော့ပြီးတော့တို့လည်းဖြေသေးအမြန်ဖို့ဖော်နေရချင်းဝင်းနဒီနိုင်တို့ကကွေးပါကြီးစီမှာရန်နာမြေပုံလာတောင်းတာအဖိုးကြီးကကြောင်တော်လို့နေရနဲ့အသောထုပလေတာခုံဆောင်လေးတွေပဲစောင်းရသေးတယ်တခါလဲလျှော့သွားရောပြီးတော့မြေပုံနဲ့ဒင်းကားပြားယူမဲ့လို့နေတော့ကွေးတို့ရောက်ချလာလို့ကတ်သီးလေးပြေအဲ့ဒါကွေးတို့ကလည်းကော်လာဘွားနှခမ်းကြီးရဖြစ်ပြီးဘယ်သူမှမသိလိုက်ဘူးအဲ့ဒါသူတို့မသိတော့ဝင်းနဒီနိုင်တို့ကလည်း တော်တဲ့ရောက်သွားပြီသူပါလို့ဒီလိုသခိုးဖြစ်လာလဲဆိုတော့သူ့ဘဲတွေကိုပြောပြတာသူကငကိုကလေးကအဲ့ရတာလေးရှာနေတာဒါပေမဲ့ဘဲမအစားနာမရတော့အဖွာမေးချောက်ပုံနဲ့တူတာ အဖွားကသွားချင်းဘလောက်သွားလဲဆိုဓမြတွေတောင်သူ့ရဲ့တောင်မွေးပါပါနဲ့အချင်းချင်းနဲ့ပြန်တီးပြီးနောက်ဆုံးကြားတဲ့နှကောင်ကသူ့တပည့်ဖြစ်သွားတာဆိုပြီးခရီးဆတ်ထွားဂီရိုကလည်းနောက်ကလိုက်နဲ့ဇွန်စီတွေကပါတို့တော့အဖွားကြီးလည်းဇွန်စီကြတော့မနိုင်ဘူးသူပါဇွန်စီဖြစ်သွားတာနဲ့ဝင်နေကြလေထွက်ပြီးတော့ဂီရိုနဲ့တို့လို့ကံကောင်းသွားတယ်ဒါနဲ့ တော်တယ်ပါညာအေးမနာချာတော့ကွေးစီမှာရှိတယ်ဘေးဘောတချောင်းကိုမချာသွားရောအဲ့ဒါသူတို့မနေတော့ဇွန်စီတွေကလိုက်ပြောသည့်လူစားနေတဲ့စားလို့ဝါသွားတော့မာယူဖာဘိုဖာဘုကိုပါဝိုင်းတီလိုက်တာအဖိုးကြီးတဲ့သူဖော်တဲ့စီနဲ့သူပြန်ရှော့သွားရောအဲ့ချိန်မိတို့တို့ကလည်းဖြေသေးထွန်ပြီးသွားတော့ရသလောက်ကဲပဲအဲ့ဒါကဲပဲနေရင်ဇွန်စီတွေအုတ်လိုက်ကြီးထလိုက်လို့ပြင်းရင်ကကွေးနဲ့ထိုးလို့တော်သလားရေမောင်တို့ရေဖြစ်နေတော့ကွေးကဇွန်စီခိုက်လို့သူကဇွန်စီဖြစ်နေရတယ်သူလည်းဖြေသေးထိုးပျောက်သွား ားတော့မှခရီးစားထွက်ရင် သူစီမှာလဲဒင်းအားသားလေးရှိနေရတယ်သူတို့နှစ်ယောက်ကွဲကြရတဲ့တရက်ခါ ဘေးတော်အကြောင်းပြောပြတာဘယင်ခင်အခင်မှာလေဘိုးဘချားကြီးကပါပြန်တာပဲအဲ့ဒါသူကတထေးတထေးဆိုတော့ဓမြလုပ်တဲ့ကွေးရလာပြင်တာချားကြီးကလည်းမကြောက်ဘူးဖဏမစီပဲဆင်းချလာတာအဲ့ဒါဖဏမပါလေတီးရဆိုပြီးအတော်တီးထွက်လာတာချားကြီးတို့တန်းလျှော့သွားရောလျှော့တော်မှာကွေးတဲ့သူဝါသနာပါတဲ့ဆောင်းတီးဆောင်းတီးတော့မျိုးသားသမီးပြီးတော့ကဖဲကြီးလာကြည့်တာသူတို့လည်းပြန်တယ်ချက်ချင်းချစ်တဲ့တော့အိုင်လိုက်ပြီပဲ အိုင်လိုက်ယူတော့ထုံးစာတိုင်းလူသားမင်းကသဘောမတူတာနဲ့ဂွေကိုတခါတည်းပစ်ဖေးထုံးလိုက်တာနောက်ပိုင်းဘာတွေဆက်ဖြစ်သွားမှမသိတော့ဘူးဆိုပြီးသူတို့ရှိတဲ့ဆွဲပြားလေးနှစ်ခုပေါင်းကြည့်လိုက်တာအပြားတွေဆိုတော့ တောင်းကအားဖြစ်ပြီးမြေအကြီးတွေပါကွဲထွက်ကုန်လားလေကားလေးတွေ့တာနဲ့ဆင်းချလာတော့ရန္နာတိုက်ဖြစ်နေတာဒါနဲ့ရန္နာတွေကိုနေရာရွှေ့မယ်ဆိုပြီးအပေါ်ပြတ်တတော့ဇွန်စီတွေတွေ့တာနဲ့ရသလောက်ဖေးသေးထိုးစီတို့အကလည်းတချောင်းနဲ့ချီသည်များလူအကုန်ပတ်ထိုးတာအကုန်ကောင်းသွားပြီမဲနောက်ဆုံးမနိုင်တော့အကုန်လုံးကိုတရက်နဲ့ဖြည့်ထုတ်ပြီးတော်တော်နဲ့ပြီးဆုံးသွားပါပြီပေးချင်တဲ့ message ကတော့တော်တော်ဆိုတာပါပဲခုမှဘာမှမသိဘူးအားလုံးအခြေစိုးတွေပါလေခင်ဗျာ